အင်အားဖြင့်ငလင်ချောင်းပျက်စီးသွားတဲ့နေပြည်တော်ကိုအကွက်ချမှုပုံစံပြန်လည်တွက်ချက်ရေးဆွဲရန်ပြင်ဆင်နေတယ်လို့ယူမန်နီကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့စီဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။နေပြည်တော်ကောင်စီနဲ့မြန်မာထိခိုက်သွားတဲ့အဆောက်အုံတွေနဲ့ဖို့မြေပေါ်မှာတိဆောက်ထားတဲ့အဆောက်အုံများမှာပုံမထိခိုက်ပျက်စီးခဲ့ခြင်းကိုတွေ့ရခြင်းကြောင့်ရုံးအဆောက်အုံများပြန်လည်တိဆောက်ရမှာမြေစမ်းသပ်မှုများဆောင်ရွက်ပြီးမှသာအသည့်တိဆောက်ခြင်းနဲ့ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားဖို့ တွက်ချက်လို့ရတဲ့ငလင်ကျောဘကအဆောက်အုံများကိုပြောင်းရွှေ့နေရာချထားဖို့ဆောင်ရွက်သွားရန်လိုတယ်လို့ကျမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကဆိုသွားပါတယ်စစ်ခေါင်းဆောင်ကယမန်နေ့ကနေပြည်တော်မှာရှိတဲ့ထိခိုက်ပျက်စီးတဲ့အဆောက်အုံတွေကိုတွားရောက်ကျေးရှုခဲ့ပြီးတဲ့နောက်ငလင်တန်းကြောင့်ထိခိုက်ခဲ့ရတဲ့ပြည်သူများရဲ့အဆောက်အုံတွေနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာအဆောက်အုံများအလိုက်ထောက်ပံ့ခြင်းများပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်းဝန်ထမ်းအင်အားများပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရမှာငလင်ပြင်းအားရှိအထိခံနိုင်ရှိတဲ့အဆောက်အုံများဖြစ်စေရေးဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ် အင်အားဖြင့်စကိုင်းကလင်းကြီးကြောင့်ပြည်စည်းထိခိုက်မှုများထဲမှာစစ်ကောင်စီရုံးဆက်ရနေပြည်တော်ကလူနေအဆောက်အဦများသာမကဝန်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားများ80ရာခိုင်နှုန်းကပြိုကျပြည်စည်းခဲ့လို့ဌာနဆိုင်ရာရုံးတချို့တကြံအပြီးရန်ကုန်သို့ယာယီရုံးပြောင်းရွှေ့ရန်စီစဉ်ထားတယ်လို့သိရပါဗါးငလင်လှုပ်ပြီးသုံးဘက်ကျော်ကြာတဲ့အထိစစ်ကောင်စီရုံးဆက်ရနေပြည်တော်မှာ နလန်မထနိုင်တယ်လို့ဝန်ထမ်းများအတွက်ကလည်းအဆင်ပြေအောင်စီစဉ်ပေးနိုင်ခြင်းမရှိတဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းများရဲ့နေရေးစားရေးအခက်ကြုံနေရပြီးတဲ့နောက်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းတဦးတို့ရဲ့အိတ်ဖွင့်ပေးစာတစ်ဆောင်ဟာလူမှုကွန်ရက်မှာပြန်လည်လို့လာခဲ့ပါတယ်ငလင်းတန်းကြောင့်ရုံများပါဝင်ဝန်ထမ်းအင်အားများပြိုကျခဲ့တယ်လို့ဝန်ထမ်းများအမဖြစ်မနေရုံတက်စေလိုသလိုရုံမှရှိတဲ့ကားပါကင်နေရာဘေးပတ်လေကိုတလဘက်အလုံးကာယံပြီးနေစရာစီစဉ်ပေးထားကြောင်းဆိုပါတယ် အခုလဲရုံမှနေရမယ်ဆိုပြီးကားပါကင်မှာယာယီတဲရီဆောက်တယ်ဘာတကားပေါ့မှမပါဘူးအလုံးပိတ်ကြီးအမိုးမပါရေမရှိအိမ်သာမရှိချက်စားစရာမရှိကြက်ချံဝက်ချံဒီလောက်တောင်အဆင်မပြေတဲ့နေရာမှာဝန်ထမ်းတွေကိုထားထားတယ်လို့အဆိုပါအိတ်ဖွင့်ပေးစာထဲမှာရေးသားထားပါတယ်နေထိုင်မှုအဆင်မပြေလို့နေရက်ပြန်သွားတဲ့ဝန်ထမ်းတွေကိုလည်းအတင်းပြန်ခေါ်နေပြီးပြန်မလာပါကအေးအေးယူမယ်လို့ချင်းချောက်ပြောဆိုကြောင်းငလင်းဆလှုပ်တဲ့ရက်ကစပြီးဝန်ထမ်းများဟာလမ်းမေးမှာဆင်းအိတ်ကဖြစ်တယ်လို့နေရက်စားရောက်သားတော့လေ ဌာနဆိုင်ရာဝန်ကြီးတွေကလာရောက် ကြီးစုတာမရှိဘူးလို့ဆိုပါတယ်။အင်အားဖြင့်စကိုင်းငလင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှလူနေအဆောက်အဦတွေလာမကဝန်ကြီးဌာနရုံးတွေလည်းပျက်စီးခဲ့ရတာဖြစ်ပါတယ်။မြမစည်းဝိုင်းရေးဘန်ဝန်ထမ်းတူကအင်အားတိုက်ပြိုလို့လမ်းမမှာဆင်းနေရတယ်။အဆောင်တစ်ခုမှပေးနေတယ်။ထက်လှုပ်တော့ပြင်းရင်နဲ့လက်ကျိုးသွားတယ်။အဲ့ဒါနဲ့မနေတော့ဘူး။အခုဆိုရန်ကုန်ပြန်လာနေရတယ်လို့ဆိုပါတယ်။နေပြည်တော်မှာနေထိုင်သူတို့ကစီမံဘဏ္ဍာဝန်ထမ်းတွေလည်းနေဖို့စားဖို့မရှိပါဘူး ။ဘုံရင်ကြောင့်နေမှာနေရတယ်။တချို့လဲသူတို့မိသားစုတွေဆုံးရှုံးလိုက်ရတယ်။ဝန်ထမ်းတွေဒုက္ခရောက်နေတာတောင်မကူညီနိုင်ပါဘူး။ကောင်းတာဘာတစ်ခုမှမလုပ်တတ်ဘူးလို့ဆိုပါတယ်။ယခုအခါနေပြီးတော့ဟာငလင်တန်းတဲ့ဝန်ထမ်းတွေနဲ့မိသားစုဝင်များဒေသခံများဖြင့်အခြားသောပဋိပက္ခဖြစ်ရာဒေသများကဲ့သို့ယာယီစခန်းနေနဲ့နေထိုင်နေကြလို့ကားပါကင်နေရာများမှာပြည့်နေပြီလို့ဆိုပါတယ်။နေပြီးတော့မှယာယီကယ်ဆယ်ရေးစခန်း85ခုအိမ်အောင်စု2900ကျော်ရှိကကိုပိုင်းစီစင်းနဲ့အခြားသူပြောင်းရွှေ့နေထိုင်တဲ့အိမ်အောင်စုဟာ2300ကျော်ရှိရကျော်ရှိတယ်လို့ဆိုပါတယ်။ ဝန်ထမ်းနေရင်အပြိုအပြက်စီးရင်နေအရာစုစုပေါင်းတစ်ထောင်ကျော်ရှိနေပြီးပြန်လည်ပြင်ဆင်ဖို့စီစဉ်နေကြောင်းအနီရောင်အဆင့်ရှိတဲ့အကြီးစားပြိုကျပျက်စီးလို့လူနေရန်မသင့်တဲ့ဝန်ထမ်းနေအိမ်630နဲ့လူနေထိုင်လို့ရတော့လေအကြီးစားပြင်ဆင်ရန်လိုအပ်တဲ့နေအိမ်946လုံးရှိပါတယ်ယာယီတဲထုတ်ပြီးလဲပတ်နေတဲ့နိုင်ငံသားရေးဝန်ကြီးဟော်တယ်နဲ့ခီးသွွာလာရေးဝန်ကြီးလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝန်ကြီးဗဟိုဘဏ်အစရှိရဲ့ရုံးနေအားလုံးကို ရန်ကုန်တို့ပြောင်းရွှေ့ထားပါတယ်စစ်ကောင်းဆောင်က AB 78ရဲ့နေကနေပြည်တော်မှာရှိတဲ့ထိခိုက်ပျက်စီးတဲ့အဆောင်များကိုတွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်ဝန်ထမ်းအင်အားများပြန်လည်တိဆောက်ရမှာငလင်ပြင်းရရှိအထိခံနိုင်ရှိတဲ့အဆောက်အဦတွေဖြစ်ဖို့အတွက်ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ် အချမ်းမဲ့စစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တရန်ညွှန်ကြားထားပြီးယခုလာမဲ့မိုးတင်းကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုများပိုမိုများပြားလာမှာဖြစ်တယ်လို့နေပြည်တော်စီရေးသတင်းမြစ်ကဆိုပါတယ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကမိုးတင်းကာလမတိုင်မီရနိုင်သမျှနေမြေများနဲ့မြို့နယ်များကိုပြန်လည်သိမ်းပိုက်ရန်ညွှန်ကြားထားကြောင်းထို့သောသိမ်းပိုက်ရန်စ조사ရမှာဖြစ်နိုင်သမျှနီလန်ပေါင်းစုံကိုအသုံးပြုရန်ညွှန်ကြားထားတာဖြစ်တယ်လို့ဆိုပါတယ်ဒီမိုးတင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကလည်းနေမြေသိမ်းပိုက်မှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားတယ် ်အခုညွန်ကြားချက်တွေကမနစ်ကလေးကစတင်နေတဲ့ရန်တိုင်းမင်းစစ်စင်ကြီးရဲ့အကောင့်ထည့်ဖို့မှုဖြစ်တယ်လို့ဆိုပါတယ်မေလာနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပိုမိုများပြားနိုင်တယ်လို့နေပြည်တော်စစ်ဖက်သတင်းမြစ်ကအတည်ပြုထားပါတယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းက2024ခုနှစ်စက်တင်ဘာလ1ရက်နေ့ကစပြီးရန်တိုင်းမင်းစစ်စင်ရေးကိုအကောင့်ထဲပေါ်ဆောင်ခဲ့က၎င်းစစ်စင်ရေးဟာဆုံးရှုံးနေမြေများကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်နှံရင်းနဲ့အကြမ်းဖက်အဖွဲလိုစစ်ကောင်စီကကျင်းညာထားတဲ့လက်နက်ကိုင်အဖွဲတွေကိုမြေပြင်ပေါ်ကနေပျောက်ကွယ်သွားတဲ့အထိခြေမုံနှိမ်နှင်းနှံရင်းကို အဓိကဖြစ်ကြောင်းအဆိုပါစစ်စင်ရေးမြတ်ကရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နိုင်ငံရေးအပြောင်းအလဲနဲ့သက်ဆိုင်မှာမဟုတ်ဘဲစစ်တပ်ရဲ့ဦးတည်ချက်နဲ့စစ်စင်ရေးများဖြစ်လို့ဆုံးရှုံးနေမြများပြန်လည်သိမ်းပိုက်ရရှိမှဒါလင်စစ်စင်ရေးအောင်မြင်ပြီးဆုံးမှာဖြစ်တယ်လို့ဆိုထားပါတယ်လက်တလုံးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုအချိန်ဟုန်အမြင့်တင်ခဲ့ရမှာ EB 18ရက်နေ့နဲ့ AB 19ရက်နေ့တို့မှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ45ဦးအထိသေဆုံးခဲ့ရပါတယ်။ ။ AP 16ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကျရွာနဲ့ရေထွက်ကြေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူ73ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ AP 19ရက်နေ့မှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသူ24ဦးအထိရှိခဲ့ပါတယ်။ AP 19ရက်နေ့မှာသခိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်။ ေပြည်စကူရဲ့မနက်7:00နာရီကျော်လောက်က KNU ရဲ့တပ်မတင်နေမြေမော်မီနယ်ဘီလင်းမြို့နယ်မင်းစောရွာဘုံရင်ကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကပြည်သူ2ဦးသေဆုံးခဲ့ပြီးကိုရင်2ဦးပါဒဏ်ရာရရှိခဲ့ပါတယ်။ေပြည်စကူရဲ့နေ့ကရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်နေရအနှံ့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရသာ2ဦးထပ်မံနေသေဆုံးက20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။ စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ကြီးရွာကိုယမန်နေ့မှလေကြောင်းနဲ့ပုံကျဲခဲ့ရကကလေးငယ်တူအပါဝင်ရတား၄ဦးတေဆုံးက၁၀ထပ်မနဲ့တန်ရာရရှိခဲ့ကြောင်းမြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ကံတော်ကြီးရွာကို AB 16ရက်နေ့မနက်၁၇နာရီခွဲခန့်ကပုံကျဲခဲ့ခြင်းဖြစ်ကမြေပြင်ကစစ်ကြောင်းထိုးဝင်ရောက်နိုင်ရေးအတွက် လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။မြင်းမှုမြို့နယ်သတင်းမှန်ပြကြားရေးတပ်ဖွဲ့ကကျွန်တော်တို့ဘက်မှာတိုက်ပွဲဖြစ်တာမရှိဘူးအခုကလေရင်နဲ့တက်လာပြီးတော့တမ်းပြီးတော့ကိုပုံကျတာရော့ကက်တီနဲ့ကိုပြစ်သွားတယ်မနေ့ကမနေ့ပိုင်း7ခွဲလောက်ကလာပြီးတော့ပြစ်သွားတာပါကလေးငယ်2ဦးနဲ့အတူပြည်သူ4ဦးတည်သွားပါတယ်ဒဏ်ရာရတဲ့သူက10ဦးကျော်တယ်စိုးရင်ရတဲ့သူတွေလည်းပါတယ်လို့ဆိုပါတယ် AB ကိုရနေ့ကလည်းမြင်းမှုမြို့နယ်စန်တင်ကင်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့လက်နက်ကြီးဖြင့်လည်းပြစ်ခတ်မှုကြောင့် နှစ်နှစ်အရွယ်ကလေးငယ်တူအသေးဆုံးခဲ့ရပါတယ်။ယခုအခါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူမြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေမှုတွေကြောင့်အန်လာကပ်ပတောချောင်းဦးလမ်းပိုင်းကို AB 19ရက်နေ့ကစတင်ကသွာလာဖြတ်တန်းခြင်းလုံးဝမပြုလုပ်ကြရတဲ့အတွက်တော်လိုင်းအင်အားစုတွေကအတိပေးထားပါတယ်။တနင်္သာရီတိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တီထဗျူဟာစခန်းကို KN မြို့သားလွတ်မြောက်ရေးတပ်မတော် KNL နဲ့အတူပူးပေါင်းတပ်တွေကဂျမန်နေ့ကတင်ပိုက်လိုက်ပါတယ်။အဆိုပါဗျူဟာစခန်းကို KNU KNL တပ်မဟာ၄ဦးဆောင်တဲ့ FFD တပ်ဖွဲ့ ် PDF တပ်ဖွဲ့တပ်မဟာဒရုန်းတင်နန်းစင်များစတဲ့တက်တွေနဲ့ပူးပေါင်းပြီးတော့ AB 19ရက်နေ့ညနေ9:00နာရီခွဲလောက်မှာအပြစ်ဒဏ်သိမ်းမရရှိခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဗျူဟာမှုကိုအသေးဖမ်းဆီးရရှိတယ်လို့ Post for Federal Democracy တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ Post for Federal Democracy တပ်ဖွဲ့ရဲ့ဒုတိယတာဝန်ခံကိုအောင်က ဗျူဟာစကမ်းဖြစ်တဲ့အတွက်အင်အားအသင်းအတဲ့ရှိပါတယ်ကျွန်တော်တို့တပတ်ကြာလောက်ကိုတိုက်ခိုက်ခဲ့ရတာဗျူဟာမူးကိုအသင်းမိထားတဲ့စစ်ကောင်စီကလက်နက်ခဲယမ်းတွေများစွာရရှိထားပါတယ်လို့ဆိုပါတယ်အဆိုပါဗျူဟာစကမ်းသိန်းတိုက်ပွဲမှာကန်ယိုရန်တိုင်းစစ်ဌာနချုပ်ကာယခစစ်ဗျူဟာတစ်ဗျူဟာမူးတေဆုံးခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီး၄ချောင်းတို့နဲ့အပြင်းအထန်ခုခံတဲ့ကြားကနေတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်စကန်တိုင်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုဖမ်းဆီးရရှိမှုနဲ့လက်နက်ခဲယမ်းသိမ်းဆီးရရှိမှုအသေးစိတ်ကိုထုတ်ပြန်ပေးသွားမယ်လို့ဆိုပါရယ် ထိတာဗျူဟာစခန်းကုန်းကထီခီနေဆက်စခန်းရဲ့ထီခီမစ်တာနေဆက်ကုံသွေးကြီးလမ်းအတွက်အရေးပါတဲ့စခန်းတစ်ခုဖြစ်ပြီးစစ်ကောင်စီကနေဆက်လုံခြုံရေးအတွက်1998ခုနှစ်ကတည်းကအခိုင်အမာတက်ဆွဲထားတဲ့အပြင်လက်ရှိကာလမှာလည်းအင်အားရာခိုင်နှုန်းဝန်းကျင်အထိရှိတယ်လို့ဒေသခံတွေထပ်မံသိရပါဗျာ။